ူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်ဆူဒန်ပြည်သူ့စစ်ကောင်းဆောင်ဟောင်းအလီမိုဟာမက်အလီအဗ်ဒူရာမန်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကထောင်ဒဏ်အနှစ်20ချမှတ်လိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်20ကျော်ဆူဒန်ပြည်တွင်းစစ်ကာလအတွင်းကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ICC ကနေပထမဆုံးကြိမ်ပြီးခဲ့တဲ့အော်တိုဘာလာတုန်းကပြစ်ဒဏ်ချမှတ်ခဲ့တာပါ။အဗ်ဒူရာမန်ဟာပုံကံမှုတွေကိုနှိမ်နှင်းဖို့ဆူဒန်အစိုးရအသုံးပြုခဲ့တဲ့နာမည်ဆိုးနယ်ကြော်ကြတဲ့ဂျန်ဂျော်ဝီပြည်သူ့စစ်ဖွဲ့ကအစစ်မြင့်ရရှိသူဖြစ်ပြီးအရမကျင်တာ မြန်ပန်နှိမ့်ဆက်တာနဲ့လူသတ်မှုတွေပါဝင် ပြစ်မှုတွေအတွက်ပြစ်ရှိကြောင်းတွေးရှိထားတာပါအာရက်လွှမ်းမိုးတဲ့အစိုးရဟာလူမျိုးရေးခွဲခြားတဲ့စနစ်ကိုကျင့်သုံးတယ်လို့ဆွဆွဲခံရပြီးအာရက်မဟုတ်တဲ့မျိုးနွယ်စုတွေကလက်နက်ကင်တော်လှန်ကြရတာကနေဆူရနိုင်ငံဒါဖာဒေသမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါဒီလိုတုံ့ပြန်တဲ့အနေနဲ့အစိုးရဘက်ကခြေသလုံးအိမ်တိုင်းမျိုးနွယ်စုမျိုးမျိုးနဲ့ဖွဲ့စည်းထားတဲ့ဂျန်ဂျဝစ်တပ်ဖွဲ့တွေကိုဆစ်လွတ်ပြီးရရက်ဆက်ဆက်နှိမ်နှင်းခဲ့ပါတယ် ကုလသမဂ္ဂရဲ့အဆိုအရ2003ခုနှစ်ကနေ2004ခုနှစ်တွင်လူပေါင်း3သိန်းလောက်သေဆုံးခဲ့ပြီးနှစ်သန်းခွဲလောက်အိုးအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။အရသာတွေကိုဆုလိုက်ပြုံလိုက်အဓမ္မကျင့်တာနဲ့တပ်ဖြတ်တာတွေပါဝင်ရက်ဆက်ကြမ်းကြုတ်မှုတရင်တွေများလာတဲ့အတွက်လူ့အခွင့်အရေးအဖွဲ့တွေကဒါကုန်ရည်ရွယ်ချက်ရှိရှိလူမျိုးတုံးရှင်းလင်းမှုလို့သတ်မှတ်ပြောဆိုကြပါတယ်။မြို့နယ်စုခေါင်းဆောင်တူကလည်း2003ခုနှစ်မှာဖြစ်ပျက်ခဲ့တာတွေကလူမျိုးတုံးတပ်ဖြတ်မှုလူမျိုးပြုတ်ရှင်းလင်းမှုနဲ့လူသားမျိုးနယ်ပေါ်ကျွလွန်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ပြောဆိုထားပါတယ်။ အဗ်ဒူရာမန်ကတော့တရားရုံးကလူမှားဖမ်းမိထားတာလို့တတလဲလဲညင်းဆိုပေမဲ့ဒီအချက်ကိုတရားသူကြီးတွေကဖယ်ချခဲ့ပါတယ်။လက်ရှိချိန်မှာတော့2023ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ဆူဒန်စစ်တပ်နဲ့ Rapid Support Forces RSF ပြည်သူစစ်တွေကြားကလက်ရှိစစ်ပွဲတွေနဲ့ဆက်နွယ်ပြီးနောက်ထပ်ဖမ်းဝရမ်းအစ်စ်တွေထုတ်နိုင်ဖို့ ICC တရားလိုရှင်းတွေကကြိုးပမ်းနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အဆိုအရဒီပဋိပက္ခကြောင့်အနည်းဆုံးလူပေါင်း၄000တေဆုံးခဲ့ပြီးတန်းနဲ့ချီတဲ့ပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတယ်လို့ဆိုပါတယ်ခင်ဗျာ။